မီးတူးကိုလက်ထပ်ပေါင်းတင်ပြီးတော့ကျွန်းအဖြစ်လိန်ကျွန်းအဖြစ် ပေါင်းတင်နေထိုင်တဲ့အိမ်ထောင်ကြီးတွေရှိတလားအဲ့တော့မမေစီမှာရင်ဖွင့်လာတဲ့ဟင်္ဒရာကညီမလေးတယောက်ရှိရဲ့သူဒီမမေစီမှာပြီးခဲ့တဲ့နှစ်ရက်မှာသူဒီသူ့ရဲ့ဖြစ်စဉ်အကြောင်းကိုလာပြီးရင်ဖွင့်တယ်ရင်ဖွင့်ပြီးတော့ဒီနေ့ပဲဆူဆူရွရွငိုပြီးဖုန်းဆက်လာလို့မမေဒီဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်ထောင်ကြီးအတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်သမီးတူကိုလက်ထပ်ပေါင်းတင်ပြီးတော့ကျွန်အဖြစ်လိန်ကျွန်အဖြစ်ပေါင်းတင်နေထိုင်တဲ့အိမ်ထောင်ရေးတွေရှိတလားအဲ့တော့မမေစီမှာရင်ဖွင့်လာတဲ့ဟင်္ဒရာကညီမလေးတယောက်ရှိတယ်သူဒီမမေစီမှာအရင်တုန်းကအာ follow အကောင့်ဟောင်းမှာ follow လုပ်ထားတယ်မမေကိုရင်ဖွင့်ဘူးတဲ့အမျိုးသမီးဖြစ်တယ်ပြီးခဲ့တဲ့နှစ်ရက်မှာသူဒီ သူ့ရဲ့ဖြစ်စဉ်အကြောင်းကိုလာပြီးရင်ဖွင့်တယ်ရင်ဖွင့်ပြီးတော့ဒီနေ့ပဲဆွဆွရရမိုဘီဖုန်းဆက်လာလို့မမေဒီဒီဗီဒီယိုကိုတင်ရချင်းဖြစ်တယ်သူဒီဒီဗီဒီယိုလေးကိုတင်ပေးဖို့လဲပြောလို့သူ့လိုမျိုးသမီးတွေရှိလားဆိုတာကိုလည်းသူသိချင်တယ်ပေါ့နော်အဲ့တော့အာဒီအမျိုးသမီးကဘလို့လိန်ကြုံကိုတောင်းဆိုခံရတာမဆခင်မမေဒီတခုပြောချင်တာကမမေတို့အမျိုးသမီးကိုယူလိုက်တဲ့အခါမှာ အမျိုးသားတွေဒီ ဒီအမျိုးသမီးတွေကိုကျွံအဖြစ်ဆက်ဆံတာလိန်ကျွံဖြစ်ဆက်ဆံတဲ့အအမျိုးသားတွေရှိကောင်းရှိမယ်မရှိရလို့လည်းမရှိဘူးပေါ့เนาะအဲ့တော့ကျွံဖြစ်ဆက်ဆံတယ်ဆိုတာဒီဒီမိမတွေကိုဒီဒီဟင်းဖိုးအိမ်တွင်းကိစ္စဒီတာလမီကိစ္စကိုငွေရေးချေးအကုန်မအပ်ပန်တဲ့ကွတ်တီကွတ်တီပဲအပ်တဲ့အိမ်တွေရှိတယ်အဲ့တော့မမေတို့အမျိုးသမီးတွေဒီကွတ်တီအပ်ဖို့ မလို့ဘူးဒါဖဲဆော့တယ်လောင်းစားလုပ်တဲ့အမျိုးသမီးတွေကတော့မပြောတော့ဘူးဒါချင့်ချိန်ပြီးသုံးတက်အောင်ဒီအမျိုးသားတွေကတင်တာပေါ့နော်တကယ်ကိုအဲအိမ်တွင်းမှုနိုင်တဲ့အမျိုးသမီးတွေဒီပတ်စံကန်အောင်ကန်တက်နေအခကျင်းငွေအများကြီးရတဲ့အမျိုးသမီးတွေဖြစ်တယ်ဘာလို့လဲဆိုတော့အိမ်တော်ရှင်အမျိုးသမီးတိုင်းနေဒီသူတို့ဒီ ဆရာဝင်လည်းသူတို့ပဲရှင့်နေလည်းသူတို့ပဲစပုတ်မှုလည်းသူတို့လည်းတိုးပြီလည်းသူတို့ပဲတအိမ်လုံးရဲ့အိမ်မှုကိစ္စတော်လည်းကောင်းပြဿနာပေါင်းစုံမှုတော်လည်းကောင်းဒီကျမ်းမာရေးကိစ္စချီးတဲ့အစတော်လည်းကောင်းသူတို့ဒီနတ်ဆရာဝင်အကုန်လုံးလုပ်နိုင်တဲ့အတွက်ကြောင့်ဒီအခချင်းငွေကို အများကြီးကိုရတဲ့နာထက်တောင်ပို့ပြီးပေးတဲ့လို့မမီပြောချင်ပါတယ်အဲ့တော့ဒီကဒီကပြောပြီးတော့ပြီဆိုတော့မမီခုနအမျိုးသမီးကြောင့်ဆက်မယ်ဒီမျိုးသမီးကလိန်ကျွန်ကိုဘယ်လိုဆက်ဆံခံရလဲဆိုတော့ဒူဒီ ူရင်ဖွင့်เสียမောင်နှမမရှိဘူးလားဆိုတော့သူ့မှာအမတယောက်ရှိရဖေရှိရမိရှိရသူတို့မိသားစုဒီအရန်ရိုးတယ်အေးတယ်ဝန်ထမ်းမျိုးသမီးတွေဝန်ထမ်းသားသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုပြဿနာကိုပြောပြရမှာအရန်ရှက်တယ်ပတ်ဝန်းကျင်တိမှလည်းရှက်တယ်သူ့အပေါင်းအသင်းတွေကိုသူရင်ဖွင့်ရအောင်လဲသူရှက်တယ်မမေဒီဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မမေဒီ သူပတ်ဝန်းကျင်မှာမနေတဲ့အတွက်ကြောင့်မမေကို तू လာရင်ဖွင့်လဲမမေတွေ तू နဲ့မသိဘူး तू အကြောင်းဒီပြန်ပွားစရာလည်းမရှိဘူးအခုသူ့ရဲ့နာမည်ကိုလည်းမမေထည့်မပြောထားဘူးဒီလိုအမျိုးသမီးသူ့လိုအမျိုးသမီးတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့တော့မမေတို့အမျိုးသမီးတွေတည်ထားတင်တာကကြတော့ဒီလိန်ကိစ္စနဲ့ပတ်သက်ပြီးလိန်ကျွန်ဖြစ်ဆက်ဆံလို့မရဘူးတောင်းဆိုလို့မရဘူးပေးလို့လည်းမရဆိုတဲ့အကြောင်းပဲအဲ့တော့ဒီအမျိုးသားဒီဒီသူ့အမျိုးသမီးစီမှာပေါင်းလာတာ17နှစ်ရှိပြီးကလေးနှစ်ယောက်ရှိပြီးတားတယောက်တမီးတယောက်ရှိတဲ့ဟာကိုဒီ17နှစ်လုံးမှာမှအခုဒီ ဒီနှစ်မှာမှသူကဘလို့မျိုးတောင်းဆိုလဲဆိုတော့သဘာဝထက်လွန်တဲ့စအိုပေါက်ကနေဆက်ဆံခြင်းနဲ့လိန်ဆက်ဆံမှုမျိုးကိုသူကလိုချင်တယ်အဲ့တော့မမေပြောချင်တာကဒီလိန်လိန်ဆက်ဆံမှုကသဘာဝလမ်းကြောင်းတိုင်းပဲသွားတာကောင်းတယ်စအိုဒီလိန်ဆက်ဆံဖို့မဟုတ်ဘူးမစင်စွန့်ဖို့တက်တာဖြစ်တယ်မမေအများမ်းပြောတယ်စအိုပေါက်ကနေတုတ်ရည်မထွက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စအိုဒီယောဂါ ကူးနှုံးကိုပို့ပြီးမြန်စေတယ် HIV တို့၎င်းဒီ HIV တို့၎င်းအရန်ပို့ပြီးကူးဆက်နှုံးမြန်တယ်သူဒီမမေတို့အညစ်အကြေးတွေအများကြီးအာစွန့်နဲ့အပေါက်ဖြစ်တယ် virus ပိုးတွေအများကြီးရှိတယ်အပေါက်ဖြစ်တယ်အဲ့တော့သူဒီတုပ်ရည်ကိုလည်းမထုတ်ပေးနိုင်ဘူးချွဲတွေကိုလည်းသူမထုတ်ပေးနိုင်တာဖြစ်တဲ့ကြောင့်ဘလို့ဟာမှဆက်ဆံလို့အဆင်မပြေဘူးเนาะအဲ့တော့မမေပြောချင်တာကဒီအမျိုးသမီးကအဲ့လိုတောက်ဆွေရတဲ့ခါမှာသူဒီ ဒီအမျိုးသားကသူ့အလိုတောင်းဆိုလိုက်တန်းသူအငဲတန်းညင်းတယ်ပေါ့နော်ဘလို့မှမလုပ်နိုင်ဘူးဆိုတဲ့အချိန်မှာသူတို့စကားတွေများကြရင်ဖြစ်ကြတဲ့အချိန်မှာသူ့ကိုမပေးလို့ဒီအမျိုးသားကသွားပြီးတော့အိမ်တော်ရှိအမျိုးသမီးတူဦးနဲ့ဖောက်ပြန်တယ်အဲအိမ်တော်ရှိအမျိုးသမီးတူဦးကလည်းအာဒီသူ့ရဲ့အမျိုးသားကလည်းအယက်သမားဒီအိမ်တော်ရေးမှဆိုဘာမှစိတ်မဝင်စားတဲ့အာအယက်သမားမိန်းမဖြစ်နေတယ်ပေါ့နော်အဲ့တော့သူ့အမျိုးသားနဲ့ဖောက်ပြန်တယ်အဲ့ဒီဖောက်ပြန်ပြီးသွားတာတော့မှသူကအေးအေးဆေးဆေးမဖောက်ပြန်ဘူးသူအိမ်ပြန်လာလို့ရှင်ဒီအမျိုးသမီးကို ထိုအမျိုးသမီးဘလောက်ကောင်းကြောင်းထိုအမျိုးသမီးဒီသူ့ကိုစအိုပေါက်နဲ့ဘလို့ပေးကြောင်းထိုအမျိုးသမီးဒီသူ့ဘလို့အာသာဖြစ်ပေးကြောင်းကိုအရန်အရသာရှိရှိဒီအမျိုးသမီးအရှိမလာပြီးပြောတဲ့အမျိုးသားဖြစ်တယ်ဘလောက်ထိတောင်ယွန်စရာကောင်းပြီးယုံညံ့စရာကောင်းအဲ့တော့ဒီအမျိုးသမီးကကြာလာတော့အာသူ့အမျိုးသားဒီထိုအမျိုးသမီးနဲ့လည်းဖောက်ပြန်တာကိုသိတယ်သိတဲ့အတွက်ကြောင့်မလို့တားတယ်အဲ့တော့နင်ငါ့ကိုတူးစီမသွားစေချင်တဲ့ဟာငါတောင်းဆိုတဲ့ဟာပေးဆိုတဲ့အရာမျိုးမှာ တူတီပေးဖို့လဲစဉ်းစားခဲ့မိပါတယ်တဲ့အဲ့တော့ကျမဒီသူ့ကိုအကြံဉာဏ်တော့အများကြီးပေးလိုက်တယ်ဒီအမျိုးသမီးသိလိမ့်မယ်เนาะအဲ့တော့အဲပေးတယ်လားမပေးတယ်လားမပေးတယ်မဆိုတဲ့အကြောင်းဘယ်လိုဘယ်လိုလုပ်ရမယ်အကြောင်းတွေပေါ့အဲ့တော့မမေဒီပြောချင်တာကဒီအမျိုးသားတွေဒီကိုယူထားတဲ့အမျိုးသမီးကိုချစ်တာရဲ့အနောက်မှာ sex မပါစေနဲ့လို့မမေအများရန်ပြောတယ် sex ဒီအများရန်နှစ်ပတ်နှစ်နှစ်ပတ်သုံးမှထားလို့ရတယ်ကိုအမျိုးသမီးကိုချစ်ချင်းမြတ်တာနဲ့ပဲယူပါအဲ့ဒီမြတ်တာဆိုတဲ့အနောက်မှာ จิตตาตะคู่แท้ပဲမပြီးဘူးမေတ္တာထားတတ်မယ်အဲ့မေတ္တာဆိုတာကအရန်လေးနဲ့တဲ့မေတ္တာရဲ့နောက်မှာတနာညာတာမှုကိုချင်းစာထားမှုเนาะကိုချင်းစာတရားထားမှုအစနာထောက်ထားမှုဆိုတာရှိမှမေတ္တာတကူကဖြစ်လာတာအဓိကတော့ကိုချင်းစာနာမှုကိုချင်းစာတယ်ဆိုတာကကိုကိုယ်တိုင်ခံစားရတယ်လို့ကိုချင်းစာတာကိုပြောတာ ငါဒီဒီလိုလို့လိုက်လို့ရှင်သူ့နေရာမှာငါဆိုရင်ဖြစ်ဆိုတာကိုချင်းစာတရားအဲ့ဒီညာမေတ္တာထဲမှာပါအဲ့တော့ချစ်ချင်းမေတ္တာပါမှအိမ်တော်ပြုပါမမေအများအမ်းပြောတယ်အဲ့တော့ဒီလိုဆက်ဆံမှုမျိုးကိုတောင်းဆိုခဲလို့ရှင်ဘယ်အမျိုးသမီးမှပေးเสียရမလို့ဘူးတိုင်လို့ရတယ်ဥပဒေတွေကိုလေ့လာပါမမေဒီပါလဲဆိုတော့ဘာမှတော့မဟုတ်ဘူးမမေရဲ့ငွေချင်းတွေကရှေ့နေမမေအကူအညီရှေ့နေဖြစ်တဲ့အတွက်ကြောင့်ဒီဥပဒေအစအုပ်ကိုလည်းအများအမ်းဖတ်တယ် အဲ့ဒါကြောင့်မလို့ပြောနိုင်တယ်အိမ်တော်တစ်ခုမှာအိမ်တော်ပြုလို့ရှိရင်တစ်ဖက်ကအမျိုးသမီးကလက်မခံလို့ရှိရင်တော့မအသိအတ္တမဆက်ဆံလို့ရတဲ့အဟာဟုတ်တော့ဘူးเนาะအဲ့တော့တိုင်လို့ရတယ် နောက်ထပ်အိမ်နောက်ရှင်မျိုးသားတွေပြောချင်တာကိုကိုရိုင်းအောင်ကောင်းတဲ့ခံစားမှုမျိုးကိုလိုချင်ရင်အမျိုးသမီးတယောက်ကောင်းအောင် feeling လာအောင်ကိုကိုရိုင်းလည်းလှုပ်ဆောင်ပေးဖို့ကလိုအပ်တယ်ကိုကိုရိုင်းတယောက်တစ်ဖက်ကောင်းနေချင်လို့မရဘူးအိမ်နောက်တစ်ခုမှာနှစ်ဦးနှစ်ဖက်ဒီအိမ်နောက်ရေးတာယာဖို့ sex ကတော့အဓိကအချက်မှလည်းပါတယ်ဒီ sex မှာနှစ်ယောက်စလုံးတာယာဖို့ချီညူးဖို့ အာပြီးမြောက်ဖို့ဆိုတာကနှစ်ဦးစလုံးရံခန်းစားချက်ကောင်းမှုပဲလို့တာတယောက်ကပြီးပြီးတယောက်ကမပြီးမြောက်ပဲနဲ့တယောက်ကကောင်းပြီးတယောက်ကမကောင်းမကောင်းနေရင်တော့တိန်ထောင်ကြီးကဘလို့မှตายရပြီးအဆင်ပြေနေမှာမဟုတ်ဘူးအဲ့တော့နှစ်ဦးနှစ်ဖက်ကောင်းမှုဆိုတာကအပေးအယူမျှဖို့လဲလို့ရတယ်အပေးအယူညီဖို့လဲလို့ရတယ်ကိုကိုယ်တိုင်ကြီးပဲကောင်းနေချင်လို့မရဘူးကိုအမျိုးသမီးကောင်းအောင်ဘလို့လုပ်ပေးရမလဲဆိုတာလဲကိုကိုယ်တိုင်လည်းလိုအပ်တယ်အဲ့တော့အမျိုးသမီးတွေကိုလိန်ကျွတ်ဖြစ်ဆက်ဆံကြပါနဲ့လို့မမ္မီဒီကနေပဲပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။